မင်္ဂလာပါကလေးလေးတို့ရေဒီနေ့တီတီပြပြမဲ့ပုံမြင်လေးကတော့သဘောကောက်တဲ့ဘယင်ကြီးနဲ့ကုညီတက်တဲ့မင်းသမီးလေးတဲ့တခါကတိုင်းပြည်တစ်ခုမှာသူများကိုကုညီတက်တဲ့မင်းသမီးလေးတစ်ပါးဟာသူ့အဖေဘယင်ကြီးသူ့အမေမိဖုရားကြီးတို့နဲ့ပျော်ရွှင်စွာနေကြတဲ့တိုင်းသူပြည်သားတွေကလည်းသဘောကောက်ပြီးတော်တဲ့ဘယင်ကြီးရဲ့မိသားစုကိုအယံချစ်ကြတယ်တဲ့ သူတို့ရဲ့ငြင်းချမ်းနေတဲ့တိုင်းပြည်လေးနဲ့မလန့်မကန့်မှာတော့ဘယင်ဇိုးကြီးအုပ်ချုပ်တဲ့တိုင်းပြည်တစ်ခုရှိတယ်။အဲ့ဒီတိုင်းပြည်မှာတော့တိုင်းသူပြည်သားတွေကဆင်ဆင်ရဲရဲနဲ့နေကြရပြီးအဲ့ဒီဘယင်ဇိုးကြီးကိုလည်းဘသူမှကမချစ်ကြဘူးတဲ့။ဘယင်ဇိုးကြီးဟာမင်းသမီးလေးတို့တိုင်းပြည်ကို အပိုင်သိမ်းဖို့အကြံရှိတယ်။ဒီနေ့မှာဘယင်ဇိုးကြီးကသူ့မွေးနေ့လုပ်မယ်ဆိုပြီးသဘောကောက်တဲ့ဘယင်နဲ့မိဖုရားကိုလှည့်ပြပြီးတော့သူ့မွေးနေ့ကိုဖိတ်လိုက်တယ်။ မင်းသမီးလေးရဲ့အဖေသဘောကောင်းတဲ့ဘရင်ကြီးနဲ့မိဖုရားကြီးတို့လည်းရောက်လာရောသူကဖမ်းချုပ်ထားလိုက်ပြီးမင်းသမီးလေးရဲ့တိုင်းပြည်ကိုတွားပြီးတင်ပိုက်လိုက်တာပေါ့မင်းသမီးလေးကတော့သူ့ရဲ့တက်တော်ဆောင်နေအကူအညီနဲ့တော်ရဲကိုထွက်ပြေးလွတ်မြောက်သွားတယ်သူတစ်ပါးကိုကူညီတက်တဲ့မင်းသမီးလေးဟာတော်ရဲမှာထောင်ချောက်ထင်းမိနေတဲ့မြောက်ကလေးကိုလွတ်မြောက်အောင်ကူညီပေးတယ်ပြီးတော့လေဆင်ကလေးတစ်ကောင်တွင်းထဲကျနေတာကိုတွင်းထဲကနေလွတ်အောင်ဆိုပြီး ငွေကြိုးတွေကိုတုံးပြီးတခြားဆင်တွေကိုဝိုင်းပြီးဆွဲတင်မှုလမ်းပြကူညီပေးခဲ့တယ်။ငှက်ကလေးတကောင်ဒဏ်ရာရနေတာကိုလည်းဆေးထည့်ပေးတယ်တဲ့။ဒါကြောင့်အဲ့ဒီတရိတ်ဆန်လေးတွေကလည်းမင်းသမီးလေးကိုပြန်ပြီးစောင့်ရှောက်ကြတယ်တဲ့။မင်းသမီးလေးရဲ့မိဘတွေအကြောင်းကိုသိတော့သူကူညီပေးခဲ့တဲ့တရိတ်ဆန်လေးတွေကမင်းသမီးလေးတို့မိသားစုနဲ့တိုင်းပြည်ကိုပြန်ပြီးကူညီပေးဖို့ဆုံးဖြတ်လိုက်ကြတယ်။ငှက်ကလေးက ဘရင်စိုးကြီးရဲ့နန်းတော်နာတဝိုက်ကိုလက်ပတ်ပြန်တန်းပြီးမင်းသမီးလေးရဲ့အဖေဘရင်ကြီးနဲ့အမေမိဘရားကြီးကိုဖမ်းထားတဲ့နေရာကိုရှာတာပေါ့ရှာလို့လေတွေ့သွားရောအဆောင်တွေတော့ထားတဲ့နေရာကိုပါတေချာစုံစမ်းပြီးနေရာ အတိအကျကိုမြောက်ကလေးကို ပြန်လာပြီးပြောပြလိုက်တယ်။မင်းသမီးလေးကသူ့အဖေနဲ့အမေပေးထားတဲ့လက်စွပ်ကိုမြောက်ကလေးကိုပေးလိုက်တယ်တဲ့ မြောက်ကလေးကလည်းဘသူမှမသိအောင်ဘရင်စိုးကြီးရဲ့နန်းတော်တွေကိုတစ်တစ်ကလေးဝင်ပြီးအဆောက်အဦမသိအောင်တော့ကိုအသားလေးယူသဘောကောင်းတဲ့ဘရင်ကြီးတို့ကိုထောင်တကားကိုဖြန့်ပေးလိုက်တယ်။ဘရင်ကြီးနဲ့မိဖုရားကြီးဟာမြောက်ကလေးစီမှာမင်းသမီးလေးရဲ့လက်စုပ်ကိုတွေ့တော့မင်းသမီးလေးလွတ်လိုက်တာပဲဆိုတာသိပြီးအယမ်းပျော်သွားတာပေါ့။အဲ့ဒီအချိန်မှာပဲဆင်းအုပ်ကြီးဟာနန်းတော်ရဲ့အရှိတ်ဘက်ကနေဝင်လာပြီးတွေ့သမျှကိုနင်းပြီးဖြက်စီးတော့တာပဲ။ ဘရင်စိုးကြီးနဲ့သူ့ရဲ့အဆောင်ရဲမဲ့တွေဟာအန်အော်ဒကြီးနဲ့နန်းတော်ရဲ့အရှိဘက်ကိုစုဝေးလာကြပြီးဆင်းအုပ်ကြီးကိုတိုက်ခိုက်ဖို့ကြိုးစားနေတော့မှာပဲသဘောကောင်းတဲ့ဘရင်ကြီးနဲ့မိဖုရားကြီးတို့ဟာတခြားဖန်ခံထားရတဲ့သူတို့ရဲ့စစ်တီရဲမဲ့တွေကိုအကုန်လုံးလွတ်ပေးပြီးဘရင်စိုးကြီးနဲ့စစ်သားတွေကိုဝင်ပြီးတိုက်ကြတယ်။ဘရင်စိုးကြီးခမအရှိဘက်ကဆင်းအနောက်ဘက်ကမင်းသမီးလေးအဖေနဲ့ရဲမဲစစ်တီတွေရဲ့တိုက်ခိုက်မှုကြောင့်အခက်တွေ့နေတာကိုသိသွားတဲ့ ဘရင်စိုးကြီးကိုအယံမုန်းတဲ့တိုင်းသူပြည်သားတွေဟာလည်းသူတို့အိမ်မှာရှိတဲ့လက်နက်ကိုဆွဲပြီးဘရင်စိုးတို့အဖွဲ့ကိုအလဲကနေဝင်ပြီးတိုက်လိုက်တာအရှိရောအနောက်ကောအလဲကရောဝိုင်းပြီးတိုက်တယ်ဆိုတော့ဘရင်စိုးတို့တွေတိုက်ပွဲမှာကြရှုံးသွားတာပေါ့ဘရင်စိုးကြီးရဲ့တိုင်းပြည်ကတိုင်းသူပြည်သားတွေဟာဘရင်စိုးကြီးလည်းမရှိတော့တာကြောင့်သဘောကောက်တဲ့ဘရင်ကြီးကိုသူတို့တိုင်းပြည်ကိုပါအုပ်ချုပ်ပေးပါလို့တောင်းဆိုကြတာတဲ့ ဲ့ဒါနဲ့ပဲသဘောကောင်းတဲ့ဘရင်ကြီးဟာတိုင်းပြည်နှစ်ခုကိုပေါင်းပြီးအုပ်ချုပ်လိုက်တာပေါ့တိုင်းပြည်ကြီးကလည်းပို့ပြီးတော့ကြီးသွားပြီးတော့တာယာအေးချမ်းပြီးအဲ့တိုင်းပြည်နှစ်ခုစလုံးမှာနေတဲ့တိုင်းသူပြည်သားတွေကလည်းကြော်ရှင်ကြတယ်တဲ့အဲ့လိုပဲသဘောကောင်းတဲ့ဘရင်ကြီးတို့မိသားစုဟာလည်းနန်းတော်ထဲမှာပျော့ပျော့ရွှင်ရွှင်နေသွားကြပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်အခုမိခွန်းလေးတွေမိကျင်တယ်

သူများကိုကူညီပေးတယ်ဆိုတာအရန်ကောင်းတာပေါ့နောက်ဆိုရင်လည်းဘသူတွေကိုဘယ်လိုကူညီမလဲဆိုတာစဉ်းစားပြီးပြောပြပေးပါဦးเนาะနောက်ထပ်ပုံမြင်တစ်ပုဒ်နဲ့စောင့်နေပါမယ်တတား